စာရေးသူငယ်စဉ်ကပဲအဖန်905ကဘာဆိုတဲ့ဇကားတခုံးကို ကြားပုခဲ့ပါတယ်။ဤဇကားဟာရိုးရိုးတမ်းမှန်လူများအတွက်မဟုတ်ပါဘူး။မိမိကိုယ်ကိုတတ်တည်လင်ထိုအသက်ရွယ်ကိုရောက်တိုင်းတနည်းနည်းတဖုံဖုံနဲ့တည်ဆုံးရသည်မှာအဖန်905ကဘာတိုင်တယ်လို့အဆိုရှိပါတယ်။ဤဒီမှာလဲရှေးလူကြီးတွေဆိုရိုးဇကားပင်ဖြစ်ပါတယ်။ လူသားများမိတင်းနေထိုင်ကြတဲ့လောကကြီးမှာဖြစ်ချင်းပြက်ချင်းမျိုးစုံရှိပါတယ်။တာမန်ဖြစ်ရတွေရှိသလိုမျိုးထူးထူးခြားခြားဖြစ်ရစမ်းကြယ်တွေလည်းဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရတွေပေါ်မှာစင်ကျင်သုံးသက်ပါမှုအကျိုးတရားကြောင့်အကြောင်းတရားဖြစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျိုးကြောင့်ဆက်နွယ်မှုသဘောအရသူတစ်ပါးကိုတက်လျင်ပါဏာတိပါဒကံထိုက်တယ်လို့ရှင်တော်မြတ်ဖရာကဟောကြားတော်မူခဲ့ပါတယ်။သူတစ်ပါးကိုမတက်ဘဲနဲ့မိမိကိုယ်ကိုတက်တယ်လျင်လည်းအဖန်905ကဘာတိုင်တိုင် အာကုသို့ဝတ်ကြွေးကိုဆက်ရမယ်လို့ဆိုပါတယ်အရိအကြောင်းနဲ့ထူးထူးခြားခြားတိုက်ဆိုင်လာတဲ့ဖြစ်ရပ်တစ်ခုကိုစာရေးသူသိခွင့်ကြုံခဲ့ပါတယ်အီဖြစ်ပျက်ကိုကြားသိရတဲ့အခါမှာတချို့ကတိုက်ဆိုင်မှုလို့ပဲဆိုကြပါတယ်တချို့ကတော့တန်နရာဝတ်ကြွေးလို့လည်းဆိုကြပါတယ်အီဖြစ်ပျက်ကိုစာရေးသူညောင်မင်းသားရွာကိုရောက်ခိုင်အဖိုးတို့တယောက်ကပြောပြခဲ့တာဖြစ်ပါတယ် ARR တိုင်းမှာရှိတဲ့မြို့ကလေးတစ်မြို့မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဖြစ်ပါတယ်သူမရဲ့နာမည်ကတော့မက်ခင်မီပါ သူမကို1948ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။သူမရဲ့မိဘနှစ်ပါးဟာလယ်သမားတွေဖြစ်ပြီးတော့လယ်ကွေးများရှိရာညောင်မင်းသာရွာမှာနေထိုင်ခဲ့ကြပါတယ်။မက်ဂီမီငယ်စဉ်ကပင်စာတော်ရာကြောင့်ဦးလေးတော်သူဦးသိန်းမောင်နေထိုင်တဲ့ဖျာပုံမြို့မှာကျောင်းဆက်ထားခဲ့ပါတယ်။မက်ဂီမီကလေးဟာအပြူပေါ်ဝင်လာတဲ့အချိန်မှာပဲလွန်စွာလပလာရကသူမရဲ့အချစ်ပန်းကိုလိုချင်သူဒူးနဲ့တွေဖြစ်လာခဲ့ပါတယ်။အဲဒီလူတွေထဲမှာတော့ဂုံသေးရှိအတိုင်းဝိုင်းပညာတတ်အတိုင်းဝိုင်းမှာလူပြိုပေါက်တွေပါတယ်လို့မျိုး ဆင်းရဲသားလက်လုတ်လက်စားများလည်းပါဝင်ပါတယ်။၎င်းမခင်မီရဲ့မိဘဖြစ်သူဦးထွန်းအောင်နဲ့ဒေါ်မြမှုတို့ကတော့လေသမားများလို့ဆိုပေမဲ့မိမိလေမိမိပိုင်နဲ့လေပိုင်ရှင်တွေဖြစ်တာကြောင့်ဥစ္စာပစ္စည်းအစဉ်အတန်းမှာတော့အလေအလတ်ရှိလာပါတယ်။သူမရဲ့ဦးလေးတော်သူကတော့အလုတ်ဟူ၍မမေရရမရှိပါဘူး။စဘာပွဲစားရောင်ရောင်၊ဘာရောင်ရောင်၊ညရောင်ရောင်နဲ့ပါ။သို့တော်လည်းမင်းပွဲဆိုးပွဲများမှာဘီလီယက်ထိုးခြင်း၊လူမှုရေးအဖွဲ့အစည်းတွေမှာပါဝင်ခြင်းတို့ကြောင့်ပဲဦးသိန်းမောင်ဆိုရင်မသိသူမရှိလောက်အောင်မြင်ပါ။ အဲ့ဒါအပြင်ဝစ်စားစင်ရင်ပုံကလည်းတက်တက်ရရဝစ်စားတတ်တာကြောင့်မသိသူများကဆိုရင်ငွေကြေးချမ်းသာတဲ့တထေးတယောက်လိုအထင်ရှိနိုင်ပါတယ်။ဦးသိန်းမောင်ကလွန်စွာတထေးဖြစ်ရှင်သူဖြစ်ပြီးတော့ပိုက်ဆက်ရှိအတိုင်းဝိုင်းကိုလည်းအထင်ကြီးသူဖြစ်ပါတယ်။မိုက်ခင်မင်းကလေးကအသက်20ရွယ်ခန့်မှာတက္ကသိုလ်ဝန်ထမ်းကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအမျိုးသမီးလေးများတက္ကသိုလ်ဝန်ထမ်းထိရောက်အောင်ပညာသင်ကြားနိုင်လျင်အလွန်တော်လာပါပြီ။ပညာတတ်ကြီးဟု၍လည်းအထင်ကြီးတဲ့ခေတ်ဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကမြို့ပိုင်ဥပမောင်ရဲ့သားဖြစ်တဲ့ကိုဇော်အောင်ဟာ မက်ခေမီကိုတွေ့တာနဲ့ပဲတန်တန်ဆွဲချစ်ခင်နေသက်ကမက်ခေမီရဲ့မြစ်တာကိုရရှိရေးအတွက်လွန်စွာပင်ကြိုးပမ်းခဲ့ပါတယ်ကုဇော်အောင်ဟာမြို့ပိုင်တူရဲ့တားဟုတဲ့ဂုံရှင်ဂုံဝါရှိပြီးတော့ငွေကြေးပြည့်စုံသူတူလည်းဖြစ်ပါတယ်သို့တော်လည်းပညာရေးမှာတက္ကသိုလ်ဝန်ထမ်းကိုတဖုံဖုံကြနေတာကြောင့်ပညာရေးလည်းအားနည်းတယ်လို့ဆိုရမှာပါမက်ခေမီကတော့ချစ်သူရှိခဲ့ပါတယ်အဲဒီမက်ခေမီရဲ့ချစ်သူကတော့၎င်းနဲ့အတူတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုမဲ့သူအတန်းတူမောင်အေးကျော်ပင်ဖြစ်ပါတယ်မောင်အေးကျော်ကစင်းရဲတဲ့မုတ်ဆိုးမကြီးဒေါငယ်ရဲ့သားဖြစ်ပါတယ် ဒေါငေကဝမ်းရည်အတွက်အကြော်ကြော်ရောင်းရတဲ့အကြော်သည်တစ်ယောက်ဖြစ်ပါတယ်။မောင်ရည်ကျော်ကဂုံဒနာစင်းရဲပေမဲ့လည်းပညာရေးမှာထူးချွန်ထက်မြက်လာပါတယ်။တကြောင်လုံးမှာစာတော်ဆုံးပထမအမြဲရရှိတဲ့သူဖြစ်ပါတယ်။စာတော်ချင်းကိုနှစ်သက်တဲ့မက်ခင်မီကမောင်ရည်ကျော်စင်းရဲတာကိုမမြင်ပါဘူး။စာတော်သူတူဖြစ်တာကြောင့်အထင်ကြီးလာပါတယ်။ငယ်စဉ်ကပင်ကျောင်းတူတက်လာခဲ့တဲ့အတွက်မောင်ရည်ကျော်ရဲ့ဖြူစင်တဲ့စိတ်ရင်းကိုလည်းသိရကအရွယ်ရောက်လာတဲ့အခါမှာငယ်တန်ရောစင်မှာချစ်သူဖြစ်ပြောင်းလဲခဲ့ပါတယ်။ မခင်မီချစ်သူရှီမန်းကိုဥလေးဖြစ်တဲ့သူဦးသိန်းမောင်ကဥစွာသိရှိခဲ့ပါတယ်။၎င်းဟာတူမလေးမခင်မီကိုမြို့ပိုင်ဥပမောင်ရဲ့သားကိုဇော်အောင်နဲ့ပေးစားလိုပါတယ်။ကိုဇော်အောင်ကလည်းမခင်မီကိုလိုချင်လွမ်းတာကြောင့်တူမရဲ့ဥလေးကို အလိုလိုက်အကြိုက်ဆောင်ခဲ့ရာဦးသိန်းမောင်ဟာကိုဇော်အောင်မှကိုဇော်အောင်ဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲဦးသိန်းမောင်တယောက်ဟာသူ့ရဲ့တူမဖြစ်သူဟာအကျော်သေးဒေါငယ်ရဲ့သားကိုအေးကျော်နဲ့ချစ်ကြိုက်နေမှကြားသိရတာကြောင့်လွန်စွာဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ပါတော့တယ်။ ကိုရေးကျော်ကိုလည်းလွန်စွာမနာလိုဒေါသတွေဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဥသိမ်းမောင်လောင်းကစားပွဲတွေအတွက်ကုန်ကြငွေတွေနဲ့အရက်ဖိုးတွေကိုကိုဇော်အောင်ကမငီးမညူပေးနေတာကြောင့်ပဲဖြစ်ပါတယ်။ဥသိမ်းမောင်ကတူမမက်ခင်မီကိုအကြောင်းပြုပြီးတော့စင်ဖြူတော်မိပြီးတော့ကြံဆုပ်နေသူဖြစ်တာကြောင့်အလွန်အဆင်ပြေနေချိန်မှာကိုရေးကျော်ကြောင့်ဒုက္ခရောက်တော့မှလို့တွေးပြီးတော့၎င်းကိုလွန်စွာမကျင်မနှက်ဖြစ်နေတာပါ။အဲဒါကြောင့်ပဲမက်ခင်မီရဲ့မိဘတွေစီကိုတွားပြီးတော့ကိုရေးကျော်ကိုရှုံချပြောဆိုခဲ့ပါတယ်အကိုကြီးရဲ့သမီးကြောင့်ပြောစရာရှိလို့လာခဲ့တာပဲဗျာ ဘာကြောင့်မလဲငါညီယာမြို့ပိုင်သားမောင်စောအောင်ကအကိုကြီးရဲ့သမီးကိုအလွန်မျက်နှိုးလို့ဆက်မွဲဖြစ်ပြီးလို့ရှင်ရွှေတစင်စာငွေ9000နဲ့တောင်းညင်လို့တဲ့ကျွန်တော်ကန်းလန်းခိုင်းတာဒီတော့သမီးလေးကဘာပြောလဲအကိုကြီးသမီးကမောင်စောအောင်မနစ်သက်ဘူးတဲ့အကျော်တယ်မန်းငယ်ရဲ့သားအေးကျော်နဲ့ကြိုက်နေတယ်လို့လည်းကြားတယ်ဟာဒါဆိုရင်ငါသမီးလေးစင်ရဲရင်းကိုပို့တယ်လို့ဖြစ်နေတော့မှာပေါ့ကွာဟုတ်တာပေါ့ကိုကြီးယာအေးကျော်ကိုယူလို့ရှင်သူလည်းအကျော်ရောင်းရမှာပေါ့အမလေးလေးအဖြစ်ဆိုးပါပြီကိုထုံးအောင်ရဲ့ကျမတို့ဘယ်လိုလုပ်ကြမလို့ ဦးသိမ်းမောင်ရဲ့မကြီးဖြစ်သူဒေါ်မြကခင်မွန်းတဲ့ဦးထွန်းအောင်ကြားဝင်ပြီးတော့အဲ့လိုမျိုးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဦးသိမ်းမောင်ကအရှက်ရသွားကအဲ့ဒါကြောင့်ပြောတာပေါ့အကိုကြီးကကျွန်တော်တို့အမြန်ဆုံးလက်ဦးထားမှဖြစ်မယ်။အဲ့ဒါဆိုရင်ငါတို့ကဘယ်လိုလုပ်ရမှာလဲကွာ။အကိုကြီးသမီးကိုစံမွဲဖြည့်ပြီးရတယ်မောင်စောအောင်နဲ့ပေးစားလိုက်မယ်။ကောင်းတဲ့ညီလေးကမင်းကောင်းမယ်ထင်တယ်လို့လို့ဟုတ်ပြီလား။အဲ့လိုနဲ့ပဲမက်ခင်မီရဲ့မင်္ဂလာပွဲကိုကြိတ်ပြီးတော့စီစဉ်ခဲ့ကြပါတယ်။များမကြမီဤသတင်းကိုမက်ခင်မီရရှိသွားပြီးတော့ ဆမွဲမဖြစ်မီကိုရေးကျော်နဲ့ခိုးပြေးဖို့အတွက်ပြောပါတယ်ကိုရေးကျော်ကလည်းချစ်သူအလိုကြခိုးပြေးဖို့အတွက်သဘောတူပြီးတော့ချိန်နဲ့ညကလာခဲ့ပါတယ်သို့တော်လည်းမက်ခင်မီရဲ့ဦးလေဦးသိန်းမောင်ကပန်ဂါထိတ်ကဝက်ဦးဖြစ်နေရာကြောင်းမက်ခင်မီကိုအမဲစောင့်ကြည့်နေခဲ့ပါတယ်တူမဖြစ်သူအခြေမဟန်မန်းသိတာကြောင့်၎င်းရဲ့ခြံဝင်းအတွင်းမှာပင်အဆောင်များချထားခဲ့ပါတယ် ၎င်းထင်ထားသည့်အချိန်မှာကိုအေးကျော်ဟာချစ်သူကိုလာခိုးဦးသိန်းမောင်ရဲ့လူတွေနဲ့တွေ့ပြီးတော့ခေါင်းကွဲအောင်ရိုက်ခါတခိုးလိုအော်ဟစ်ပြီးတော့ဂတ်ထဲကိုပို့လိုက်ကြပါတယ်။မခင်မိကလေးကတော့ကိုအေးကျော်လာကိုစောင့်ရင်းနဲ့မိုးထိန်ထိန်လင်းသွားခဲ့ပါတယ်။ကိုအေးကျော်ကိုလည်းစိတ်နာကြီးနာကြီးသွားခဲ့ပါတယ်။မကြာမီမြို့ပိုင်သားမောင်စောအောင်နဲ့လက်ထက်ရန်လူကြီးများကဇွတ်တင်းစီစဉ်ခဲ့ပါတယ်။မခင်မိကိုလည်းညောင်မင်းသားရွာကိုခေါ်သွားပြီးတော့မိဘနှစ်ပါးအိမ်မှာထားခဲ့ပါတယ်။ မခင်မီလေးခင်ဗျာဘလောက်တောင်စိတ်ဆင်းရဲနေရမလဲမိဘနှစ်ပါးကတော့ကိုေးကျော်ကိုလည်းအချုပ်ခန်းထဲမှာချုပ်ထားသည့်အတွက်သမီးမခင်မီကိုခိုးမဲ့သူမရှိတော့တာကြောင့်စိတ်ချလက်ချအိတ်ခဲ့ကြပါတယ်မခင်မီလေးကတော့ချစ်သူကိုလည်းမတွေ့ရမချစ်မနစ်သက်သူနဲ့လည်းပေါင်းရမှာဖြစ်တဲ့အတွက်ကြောင့်လွန်စွာစိတ်ဆင်းရဲကမိဘများအလက်မှာညဘက်ထွက်ပြေးလာပြီးတော့ညောင်မင်းကြီးအောက်မှာဇွဲကြိုးချကအဆုံးစီရင်သွားခဲ့ပါတယ်မိဘနှစ်ပါးကဝီလီဝီလင်းမှာသမီးဖြစ်သူကိုကြည့်တဲ့အခါမတွေ့တာကြောင့်သမီးဖြစ်သူကိုလိုက်ရှာခဲ့ကြရာ ။နောက်ဆုံးမှာတော့ဂျိုးတန်လန်နဲ့အသက်ကင်းမဲ့နေတဲ့မက်ခင်မီရဲ့ရုပ်လောင်းကိုသာတွေ့ကြရပါတော့တယ်။မိခင်တော်များမူကတော့ယင်ဘက်စီတီးပြီးတော့ငိုကြွေးမြည်တမ်းခဲ့ပါတယ်။ဒီလိုဖြစ်မှန်မှန်းသိလို့ရှင်တမီးလေးကိုအသေးမခံပါဘူး။အေးကြော်နဲ့ပေးစားပါတယ်။အခုတော့တူးဒီသောတမီးလေးကိုဆုံးရှုံးရပြီ။မိဘနှစ်ပါးဖြစ်တဲ့တော်များမူရောဥထုံးအုံမှာလွန်စွာဝမ်းနဲ့ကြည်ကွဲစွာခံစားခဲ့ရပါတယ်။မကြာမီကိုအေးကြော်အချုပ်ကန်းကနေလွတ်လာပြီးတော့ချစ်သူရဲ့တရင်ဆိုးကြောင့်ပဲ ညောင်မင်းသားရွာကိုအပြေးလေးလာခဲ့ပေမဲ့လည်းမက်ခင်မီရဲ့မြေပုံကလေးကိုသာတွေ့ရပါတော့တယ်။၎င်းလည်းလွန်စွာကြေကွဲခံစားခဲ့ရပါတယ်။မက်ခင်မီတေဆုံးချိန်မှာအသက်20ခန့်ရှိခဲ့ပါပြီ။အဲဒီအဖြစ်ပြက်တွေဖြစ်ပွားပြီးနောက်ပိုင်းများမကြာမီဒေါ်မြမှုရဲ့တူမမနေဦးမှကိုဝန်ရှိခဲ့ပါတယ်။မနေဦးကိုဝန်မဆောင်ပြီးမက်ခင်မီကိုအိမ်မက်မက်ပြီးတော့မက်ခင်မီကနေခွင့်တောင်းရ၎င်းကလည်းနေခွင့်ပြုခဲ့ပါတယ်။အဲဒီအိမ်မက်မျိုးကိုမက်ခင်မီရဲ့ဖခင်နဲ့ကိုအေးကျော်ပါမက်ခဲ့ကြပါတယ်။ မနေဦးကနေစီလာစီမီးဖွားတဲ့အခါမှာတမီမင်းကလေးကိုမွေးဖွားခဲ့ပါဗါတယ်အဲ့ဒီမင်းကလေးကလည်းမက်ခင်မီငယ်စဉ်ကနဲ့လွန်စွာတူလာပါတယ်အဲဒါကြောင့်ပဲကိုရေးကျော်ပါဝင်အားလုံးကမက်ခင်မီဝင်စားတယ်လို့အတိအမှတ်ပြုခဲ့ကြပါတယ်။ထိုကလေးကိုမြတ်သူစာလို့နာမည်ပေးခဲ့ပါတယ်။မြတ်သူစာကလေးကိုမက်ခင်မီဝင်စားတယ်လို့ဆိုကအားလုံးသောဆွေမျိုးများနဲ့မက်ခင်မီရဲ့မိဘများကလွန်စွာချစ်ခင်မြတ်နိုးခဲ့ကြပါတယ်။ အရီလုံနဲ့ပဲမြတ်သူစားကလေးကတဖြည်းဖြည်းကြီးပြင်းလာခဲ့ရာအသက်16နှစ်အရွယ်ကိုရောက်ခဲ့ပါပြီ။ငယ်မူငယ်သွေးနဲ့လပလွန်တဲ့မြတ်သူစားလေးကိုပိုးပန်းသူတွေများစွာရှိခဲ့ပါတယ်။မခင်မီဘွားမှာချစ်ကံခေခဲ့ရတဲ့တမီးကလေးကိုဒီဘွားမှာတော့ကြေကွဲဝယ်အဖြစ်ဆိုးနဲ့မတွေ့ကြုံလို့ကြတော့ပါဘူး။အဲဒါကြောင့်ပဲမြတ်သူစားကိုသူမရဲ့ချစ်သူနဲ့ပဲပေးစားမယ်လို့မိဘနှစ်ပါးကစိတ်ဆုံးဖြတ်ထားခဲ့ကြပါတယ်။မကြမီမှာပဲမြတ်သူစားရဲ့ချစ်သူဟာဘောဂဗလဆန်ဆက်ပိုင်ရှင်ရဲ့သားထွန်းထွန်းဦးဖြစ်ကြောင်သိခဲ့ကြပါတယ်။ အဲဒီခါမှာတော့တမီးကလေးစိတ်တိုင်းကြနှစ်ဖက်မိပါတယ်ညီနိုင်တိုင်မင်ကလက်ထပ်ပေးစားလိုက်ပါတယ်ထွန်းနှုံးနဲ့မျက်သူစာကလေးတို့ဟာတုံနဲ့တူလွန်စွာချစ်ရကချစ်သူချင်းပေါင်းသင်းရတဲ့အတွက်လွန်စွာပျော်ရွှင်ကြည်နူးခဲ့ပါတယ်မခင်မီဝင်စားတယ်လို့သိထားကြသူတွေကလည်းယခုဘဝမှာစိတ်ချမ်းသာနေတဲ့မျက်သူစာတို့ဇနီးမောင်နှံကိုကြည်ပြီးတော့ကျင့်တဲ့ဝမ်းသာခဲ့ကြပါတယ် မြတ်သူစာကလေးကိုထွန်းထွန်းဦးရဲ့ဖခင်ဆက်တရေကြီးဦးမြဆောင်တို့ဇနီးမောင်နှံကလည်းချစ်မြတ်နိုးလာတာကြောင့်စံဆက်ကိုဦးစီးလှုပ်ဆောင်စေခဲ့ပါတယ်မြတ်သူစာကလေးရဲ့အလားဟာအသားရည်ဖြူဝင်းနှုတ်မခါမျက်နာမှာအစာကိုလုံးကိုယ်တွေပါပြောစရာမရှိအောင်လပ်ပါပါတယ်အထူးသဖြင့်စံကေတာကောင်းလွန်လာကသပင်တရက်လူတရက်ဖြစ်ပါတယ်မြတ်သူစာကလေးခေါင်းလျှော်တဲ့နေ့မှာတော့သပင်ဖြန့်ပြီးတော့လမ်းလျှောက်သွားပုံဟာလူတိုင်းငေးရလောက်အောင်စံကေတာအလားပိုင်ရှင်ကလေးတူပင်ဖြစ်ပါတယ်ယနေ့မှာမြတ်သူစာကလေးရဲ့အသက်ဟာ20ပြည့်ခဲ့ပါပြီ သူမထမင်းဟင်းများချက်ပြီးတော့ခေါင်းလျှော်ရေချိုးကခင်မွန်းတဲ့ရှိတဲ့စံဆက်တဲကိုထမင်းကြိုင်ဆွဲပြီးတော့လိုက်သွားခဲ့ပါတယ်။ခေါင်းလျှော်ထားတာဖြစ်တဲ့အတွက်သပင်ကိုဖြန့်ချတာကသပင်တရက်လူတရက်ပင်ပါ။တဖြည်းဖြည်းနဲ့သူမဟာဘောဂဗလာစံဆက်တွင်ကိုဝင်လာခဲ့ပါတယ်။စံဆက်စပွဲပေါ်မှာခင်မွန်းတဲ့ထွန်းထွန်းဦးကိုမတွေ့ရတာကြောင့် ထမင်းကြိုင်ကလေးကိုဇပွဲပေါ်မှာအသာချကစက်ခန်းအတွင်းကိုဝင်ရောက်သွားခဲ့ပါတယ်။စံဆက်အတွင်းမှာအလုလုံနေသူတွေကလည်းသပင်းရှည်နဲ့လွန်စွာလိုက်ဖက်လာတဲ့မျက်သူစာကိုငေးမောကြည့်ရှုနေမိပါတယ်။ထွန်းနှုတ်ကတော့စံဆက်အတွင်းမှာစံကြားနှုန်းကောင်းမကောင်းကိုစစ်ဆေးနေတာကြောင့်စက်ခန်းအတွင်းရောက်ရှိနေခဲ့ပါတယ်။သူမကလည်းအလုသမားတွေကိုမေးမြန်းရာစက်ခန်းအတွင်းမှာထွန်းနှုတ်ရောက်ရှိနေမှန်းသိရှိသွားတဲ့အတွက်စက်ခန်းအတွင်းကိုမြ мян ကလေးဝင်လာခဲ့လိုက်ပါတယ်။စက်ခန်းထဲမှာတော့အလုရှုပ်နေတဲ့ခင်မွန်းတဲ့ထွန်းနှုတ်ကိုမြင်တွေ့လိုက်ရပါတယ်။ ထမင်းစားဖို့အစဉ်သင်းဖြစ်နေပြီနော် အေးအေးသွားနေလေမောင်ခုပဲလာခဲ့မယ်နော်မြင်မြင်လာခဲ့နော်မောင်သူစားသွားနေမယ်ပြောပြောဆိုဆိုပဲမြက်သူစားပြန်လဲထွက်มาတော့အရှိန်ညောင်းသပင်များဝဲပြန်သွားပါတော့တယ်အရှိန်နဲ့ဝဲလာတဲ့သပင်တွေကအမတ်မထင်ဆက်ရက်ဒလိန်နှုံးတွင်းကိုလေးရက်တစ်ပြက်ဝင်ရောက်သွားခဲ့ပါတယ်သပင်ကိုနောက်ကနေဆောင်ဆွဲလိုက်တဲ့ကဲ့သို့ဖြစ်သည့်အတွက်မြက်သူစားလေးဟာနောက်မှတယောက်ယောက်ကဆောင်ဆွဲတဲ့အထင်နဲ့နောက်ပြန်လဲကြည့်လိုက်ရာသပင်တွေဟာလေပင်ကိုရစ်ပတ်သွားခဲ့ပါတော့တယ်တစ်ဖက်ကနေဆက်လဲတဲ့အရှိန်တစ်ဖက်ကအလွန်အုပ်ကောင်းတဲ့သပင် ၎င်းတို့ရဲ့အပြိုင်မှုနှစ်ခုကြားမှာမျက်သူစာကလေးရဲ့လက်ဘင်းကိုဆွဲညစ်တယ်လို့ဖြစ်သွားပြီးတော့ဥကောင်းကိုဆက်တွင်းသို့ဆွဲခေါ်သွားသည်လားအလွန်လင်းမြန်သောအချိန်နဲ့ဆက်တွင်းထဲကိုရောက်ရှိသွားကဒစားစီညက်ညက်ကြည်လျက်အဲ့ဒီအချိန်မှာပဲအဲ့ဒီအဖြစ်အပျက်ကိုမြင်တွေ့လျက်တဲ့ထွန်းထွန်းဦးဟာကြောက်ရွံ့ထိတ်လန့်စွာနဲ့အံအံ့သင့်စွာကြက်တွေတေသွားပါတော့တယ်အလုသမားများဝိုင်းအော်တဲ့အခါကျမှထွန်းထွန်းဦးလည်းပြန်ရေးသတိရကဆက်ကိုပိတ်လိုက်ပါတော့တယ်သူစားသူစား အဲ့ဒီလိုအော်ရင်နဲ့ပဲထွန်းထွန်းဦးကမျက်သူစာအနည်းကိုအပြေးလေးလာခဲ့ပါတယ်။ရှုမြင်ရမကောင်းတော့အောင်သွေးများအလိမ့်လိမ့်နဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မျက်သူစာရဲ့ကိုယ်ကလေးဟာစက္ကန့်အတွင်းမှာလဲကျနေခဲ့ပါပြီ ထွန်းနှုတ်ဟာအဖြစ်ဆိုးလာတဲ့ဇနီးတွေရဲ့ကိုလုံးလေးကိုပွေ့ဖက်ပြီးတော့မျက်ရည်အတွေ့အကြုံနဲ့စီးကျနေခဲ့ပါတယ်။ထွန်းနှုတ်ဟာဇနီးတွေကိုပွေ့ထားရင်းနဲ့ပဲယဉ်ထုမနာဖြစ်နေရှာပါတယ်။ဘသူ့ကိုအပြစ်ဖို့လို့ဖို့ရမှာလဲ။လေပတ်နေတဲ့ဆက်ကိုအပြစ်တင်ရမှာလား။သို့မဟုတ်ရှေလျားလာတဲ့စံကေတာတွေကိုအပြစ်ဖွဲ့ရမှာလား။ထွန်းနှုတ်နဲ့မျက်သူစာတို့အဖြစ်ကိုမြင်ရသူတိုင်းဟာစိတ်မကောင်းဖြစ်ကစုတ်တက်တက်နဲ့ဖြစ်ရရှာပါတယ်။ဤတရင်ကိုကြကြချင်းမှာပဲမြတ်သူစာနဲ့ထွန်းနှုတ်ရဲ့မိဘများလည်းအပြေးရောက်လာခဲ့ကြပါရယ်အားလုံးရဲ့ချစ်ချင်းမြတ်တာတွေကိုခံခဲ့ရတဲ့မြတ်သူစာတယောက် အားလုံးကိုစောစည်းစွာပဲနှုတ်ဆက်လမ်းခွဲထားရိုက်ခဲ့ပါပြီတဆွေလုံးတစ်မျိုးလုံးဖြစ်မစင်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်သို့သောအားလုံးသတိထားမိတဲ့တိုက်ဆိုင်မှုဖြစ်ရကတော့မက်ခင်မီတေဆုံးချိန်မှာအသက်20တင်းတင်းပြည့်ချိန်ဖြစ်တယ်လို့မျိုးယခုမြတ်သူစာတေဆုံးချိန်မှာလည်းအသက်20ပြည့်ချိန်မှာပဲဖြစ်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်း20ကျော်ကမက်ခင်မီဟာဇွဲကျိုးချကတေဆုံးတယ်လို့မျိုးမြတ်သူစာဟာလည်း လေဘင်းမှာသပင်းနဲ့ရစ်ပတ်ခါတည်ဆုံးခဲ့ရပါတယ်။တည်ဆုံးခြင်းမျိုး မတူပေမဲ့လည်းတည်ဆုံးပုံကတူညီနေပါတယ်။ဒီအတွက်အချို့ကလည်းတိုက်ဆိုင်မှုတရက်လို့ဆိုသလိုမျိုးတချို့ကလည်းမိမိကိုယ်ကိုတတ်တည်ခဲ့သည့်အတွက်အဖန်905ကဘာဝစ်ကြွေးလို့ဆိုကြပါတယ်။ ပဝန်းကျင်ပြောစကားကိုကြားရတော့ကထွန်းနှုတ်ကလည်းဘုံကြီးများကိုစွန့်ကပ်လူကတောင်းစုတစ်ခုပြုခဲ့ပါတယ်။တပည့်တော်ရဲ့ဇနီးတဲ့ဟာအဖန်905ကဘာဆိုတဲ့ဝတ်ကြွေးကိုခံရတယ်ဆိုရင်ဤတို့လူတန်းရသောအကျိုးအားကြောင့်ဒီဘဝမှာလည်းဒီဝတ်ကြွေးတွေအဆုံးသတ်ပါစေတော့။ထွန်းနှုတ်ဆုတောင်းတဲ့လူမျိုးပင်ဦးအေးကျော်ကလည်းဘုံကြီးများပင့်ဖိတ်စွန့်ကြွေးကအဲ့ဒီလူမျိုးဆုတောင်းခဲ့ပါတယ်။တပည့်တော်ရဲ့ချစ်သူမက်ခင်မီဟာဘဝဆက်တိုင်းဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ရပါစေနဲ့ဖေဟာ။ အကယ်၍ဝစ်ကြွေးတွေရှိခဲ့ပါမူတပည့်တော်လှူဒန်းရတဲ့အကျိုးအားကြောင့်ဝစ်ကြွေးများပြေပြောက်ပါစေသာယခုကမှမြတ်သူစာကွယ်လွန်ခဲ့တာနှစ်ပေါင်း30ကျော်ရှိခဲ့ပါပြီအဖိုးပြောပြတဲ့အကြောင်းအရာတွေကဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်သို့တော်လည်းအဖိုးပြောပြတဲ့အကြောင်းအရာတွေကခေစီတွင်းကြပြောပြနိုင်တာကြောင့်အဖိုးအဖိုးပြောပြတဲ့အကြောင်းတွေကတိတ်ပြီးတော့တိကျတာပဲဘာကြောင့်ဒီလောက်တော့တိတိကျကျပြောနိုင်ရလဲအဲ့ဒီလိုမျိုးစာရေးသူကမေးလိုက်တဲ့အခါမှာတော့အဖိုးကဘာကြောင့်တိတိကျကျပြောနိုင်တယ်လဲလို့မိန်းကလေးကမေးတယ်ဟုတ်လား အဖိုးဖြေပါမယ်အဖိုးဟာတခါမက်ခင်မီရဲ့ချစ်သူမောင်ရေးကျော်ပဲကွယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်